မင်္ဂလာမဆောင်ခင်တတို့သမီးဘဝကူသွားလို့တတို့သမီးဝတ်စုံနဲ့မင်္ဂလာဆောင်ခဲ့ရတဲ့ထူဆန်းသောမင်္ဂလာပွဲဒီနေ့မှာတော့အားလုံးရဲ့ရှင်ကိုတကယ်ကိုထိခိုက်ခံစားစေရမယ်အဖြစ်ပြက်လေးတစ်ခုကြောင့်ပြောပြပေးချင်ပါတယ်ပုံမှန်အဖြစ်မင်္ဂလာပွဲဆိုတော့ကြီးနူးစရာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါဒါပေမဲ့ခုမင်္ဂလာပွဲကတော့ပျော်ရွှင်မှုတွေစားမျက်ရည်တွေချေကွဲခြင်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ် မြန်မာလူမျိုးတွေအကြားမှာလက်ဆင်ခံပြောကြတဲ့အယူဆလေးတခုကမင်္ဂလာဆောင်ကနေရှင်ပြုတ်ကနေချိန်တွေဆိုရင်အသွာလာနေထိုင်ဆင်ချင်ရတယ်ဆိုတာပါပဲလူတယောက်ရဲ့ဘဝမှာအရေးကြီးတဲ့ပြောင်းလဲတစ်ခုမလုပ်ခင်အချိန်တွေဟာကန့်နေတတ်တယ်။အညာဝင်လွယ်တယ်လို့ရှေးလူကြီးတွေကယုံကြည်ကြပါတယ်။ဒါကြောင့်ဒီလိုအချိန်ဒီမှာဆိုရင်မကောင်းတဲ့ငွေသက်တွေပေးဥပဒေမကြရအောင် အိမ်ထဲမှာပဲငြိမ်ငြိမ်သက်သက်နေဖို့ခီးဝေးတွေမသွားဖို့အမြဲတမ်းတတိပေးလေးရှိကြပါတယ်။ မန္တလေးမြို့ကုန်းတန်းလေးရပ်ကွက်မှာနေထိုင်နေတတူသားလောင်မောင်ဖိုးလာပြင်းနေတတူသမီးလောင်မမ်းမီစင်ဝင်းတို့ဟာတယောက်ကိုတယောက်အရန်ချစ်ကြနေချစ်သူတွေပါသူတို့နှစ်ယောက်ဟာဘဝခီးလန့်ကိုအထူးတကွရှောင်လန်းဖို့ဆုံးဖြတ်ပြီးသူတို့ရဲ့ချစ်ကိုတရားဝင်တိမှတ်ပြုမဲ့မင်္ဂလာပွဲကိုတည်င်းကျွလာပြေကျော်ရှင်ရနေအောက်တိုဘာလ14ရက်နေ့မှာကျင်းပဖို့စီစဉ်ထားခဲ့ကြပါတယ် တတို့သမီးလေးမမ်မီစီဝင်းဟာသူ့ဘဝရဲ့ရေးကြီးဆုံးလေးအတွက်ရှင်ကုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။မင်္ဂလာဖိတ်စာတွေကိုကိုရိုင်းကိုကြားလိုက်ဝေးရင်တငယ်ချင်းတွေကိုပျော့ပျော့ရွှင်ရွှင်နဲ့ဖိတ်ကြားခဲ့ပါတယ်။သူမရဲ့စိတ်ကူးထဲမှာတော့လှပတဲ့မင်္ဂလာဝတ်စုံနဲ့ချစ်ရသူရဲ့လက်ကိုတွေ့ပြီးပျော်ရွှင်နေမယ့်မြင်ကွင်းလေးတွေကိုအချိန်ချင်းခါခါမြင်ရောက်နေခဲ့မှာပါ။ဒါပေမဲ့သူတို့ရဲ့လှပတဲ့အိမ်မက်တွေဟာရပ်ပိုင်းတွင်းမှာပဲကျင်းမပျက်စီးသွားကြရပါတယ်။ မင်္ဂလာပွဲကျင်းပဖို့ရန်နေငယ်ပဲလို့တော့တဲ့အချိန်မှာတတူသမီးမတ်မီစင်ဝင်ဟာစိုက်ကဲမတော်တဆမှုတစ်ခုနဲ့ရုတ်တရက်ချင်းဘဝတပားကိုကူပြောင်းသွားခင်ရပါတယ်ပျော်ရွှင်ကြည်နူးစရာမင်္ဂလာပွဲတွင်ပြင်ဆင်နေတဲ့မိသားစုမြတ်ရဲ့ကပားဟာတခဏအတွင်းမှာပဲအမောင်ကျသွားခဲ့ပြီးခြားတီယာသူတိုင်းကလည်းသူတို့ရဲ့ထက်တူဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဒီဖြစ်ရမှာလူများရဲ့ရှင်ကိုလုတ်ခတ်ဆုံးဖြစ်စေခဲ့တာကတော့တတူသားမောင်ဖိုးလာပြည့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ချစ်သူတေဆုံးသွားလို့မင်္ဂလာပွဲကိုဖျက်လိုက်မယ်ဆိုသူဟာသတ်မှတ်ထားတဲ့မင်္ဂလာချက်ပါပဲ။ပွဲကိုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမင်္ဂလာပွဲဟာတမယိုးကျပွဲတစ်ခုတော့မဟုတ်ခဲ့ပါဘူး။မင်္ဂလာမန်းတက်ပေါ်မှာတတူသားမောင်ဖိုးလာပြည့်ဟာသူ့ရဲ့မင်္ဂလာဝတ်စုံနဲ့ထိုင်နေပါတယ်။ သူဘေးကတတိုသမီးထိုင်ရမယ့်နေရာမှာတော့လူအစားချစ်သူမက်မေစင်ဝင်းအတွက်အထူးချုပ်လုပ်ထားတဲ့လှပတဲ့မင်္ဂလာဝတ်စုံလေးကိုခံခံနာနာချိတ်ဆွဲထားခဲ့ပါတယ်ဒီမြင်ခွင်ဟာမြေရသူတိုင်းကိုမျက်ရည်မစင်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။ဒီလိုလုံးရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ချစ်သူသူ့ရဲ့ဇနီးလောင်းလေးရဲ့ဝိညာဉ်ဟာဒီဘဝအပေါ်မှာပါဆွဲလက်မမထားဘဲတမလွန်ဘဝကိုအေးအေးချမ်းချမ်းနဲ့ကူးပြောင်းသွားစေနိုင်ဖို့နောက်ဆုံးအနေနဲ့သူ့ရဲ့ချစ်သစ္စာကိုဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ဒီလိုတတို့သမီးမပါပဲဒါမှမဟုတ်တတို့သားမပါပဲကျင်းပတဲ့မင်္ဂလာပွဲမျိုးဟာအလွန်ရှားပါပြီမေမြမပြည်မှာရခင်ကလည်းကြားသိခဲ့ဘူးတဲ့ဖြစ်ရက်တွေရှိခဲ့ပါတယ်။ဒါကြောင့်မင်္ဂလာပွဲဆင်နွှဲဖို့ပြင်ဆင်နေကြတဲ့ချစ်သူဆုံးတွဲတဲ့အားလုံးကိုလည်းအတော်လာနေတိုင်းစဆိုင်ရန်ရာဂရုစိုက်ကြဖို့နဲ့ကွယ်လွန်သွားတဲ့တတို့သမီးလေးမတ်မီစင်ဝင်ကောင်းရပုံပေါ်အားမှာအေးချမ်းစွာအနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်ပရိသတ်တို့ကရောဒီလိုတတို့သမီးမပါတဲ့မင်္ဂလာပွဲပေါ်ဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။